အမေမဆိုင်လာပါစင်စီတို့တကောက်ပေါ့နော်အန်တူရဲ့မိကောင်ဟောင်းစကလုံးတွေကလည်းဆိုင်ကြီးကြီးအောင်ဒီတကောက်ချလေးဆက်စင်စကလုံးကစီပါရုဆိုတဲ့စကလုံးလေးဖြစ်ပြီးတဲ့သုတစီတဲ့စီးတဲ့ဆိုတဲ့ပေးရပြီးတော့စီးတဲ့ဆိုဘာနဲ့စီးမှလဲအချီဂျိုးနဲ့စီးမှပေးရလေးကိုစီးမှလဲဆိုတော့ဒီအပေါ်ကဒီစကလုံးစကလုံးလေးရာစင်စီကိုဆမ်မွန်ဆိုတဲ့ခန်းကြီးနဲ့စီးတော့ဘာလို့ဆမ်မွန်ဆိုတာအမ်ဆမ်မင်းဆောင်တိတိတိုင်းပဲအထူးပြုပေါ့နော်အဲဆို ထူးပြူဆိုတာတူညီတဲ့ဟာတွေပဲအထူးပြူတာဆိုတော့တူညီတဲ့ဟာတွေကိုအစိုးရစီတဲ့စီရလို့စံစီလို့မှတ်လို့ရတယ်ပြီးလို့ရှိရင်ရှီလူဆုရှီလူဆုဆိုတာရေးတယ်ဒီရေးရဲ့ဆိုရှီလူဆိုတာဘယ်လိုနေမှာအတုံးပြောလဲဆိုတော့ပဒင်းစာတွေမှာဒီလိုမျိုးရေးထားပါတယ်ဒီလိုမျိုးထည့်သွင်းပေါ်ပြထားပါတယ်ဆိုတဲ့နေရာတွေမှာအတုံးပြတယ်နောက်ကျမိုယောအုပ်စုမိုယောအုပ်စုဆိုတာမင်းဆန်တို့ဒီဥမာပေါ့နော်ဟို အဲဒီမှာဒါဟိုတော့ဆင်တာဖြူပွဲဆိုဖြူပွဲဖွင့်ဖွင့်နေချောင်းကြီးညာလေ grand opening ပဲလို့ပြောဆိုရင်ဒီခန်းကြီးတွေကိုတုံးကြတယ်ပေါ့နော်ပြောဆိုအပန်းပွဲပဲကျင်းပတဲ့နေရာတွေမှာအတုံးဖြူရဲ့ခန်းကြီးတွေပေါ့နော်ပကြီးကကျင်းပတာလေလူတွေကကျင်းပတာအကြောင်းလူတွေအများကြီးစုစည်းနေတယ်ဘာနေဘလောက်လောက်အောင်မှာလေတောင်ပုံလောက်ရှိတဲ့လူတွေအများကြီးစုစည်းနေဆိုအဲ့ဒီမျိုးစံစေကိုမှတ်လို့ရတယ် ်ကွာစာဝါကရှိစွာ শূন্য တော့ဒါကအန်တူခန်းကြီးမှာပါလာတာပေါ့နော်အန်တူခန်းကြီးစစ်စာဝါကရှိ শূন্য နေဘူးရ শূন্য နေရလေမူရှိဆိုတဲ့အိုးကောင်နဲ့ဒီမြင်းဆိုတဲ့ဟိုဗါလေအရာတွေက শূন্য နေရပေါ့နော်ပြီးလို့ရှိရင်ခန်းခေ শূন্য ဆိုတာလည်းလွယ်ကူရှင်းရှင်းလင်းလင်းပေါ့နော်အဲခန်းဆိုတာဆိုတော့ ဒီ campaign ဆိုတဲ့စကလုံးနဲ့ဆင်တူတဲ့အသေးပေတက်ရောက်ပြီးတော့ဒီ case ဆိုတာကြတော့ခုခုကိုရှင်းရှင်းလင်းလင်းပြတ်တာလုပ်တဲ့ညီမတို့ပြီးတော့တိမ့်ဆဲရဲ့ဆိုတဲ့အသေးပေရတယ်ပေါ့နော်ပြီးရင်ခခုပဲဆိုခခုပဲဆိုတာကြတော့တခြားနေမတူတော့သူများနေမတူအရာဖြစ်ခခုဆိုတာကြတော့တတိတခြားစီတခုချင်းစီဆိုတာပြောတယ် base ဆိုတာတီးတန်းဆိုတခုချင်းစီကတီးတန်းဖြစ်နေတဲ့ဆိုတာတခြားနေမတူလို့ဆိုတဲ့အသေးပေနေတဲ့ဆီကိုမှတ်လို့ရတယ်ဒေကောတော့ဒေကောလို့ဆိုတာကြတော့ ထေကိုရိုနာမိုနိုဆိုတာကျွန်ကိုလက်နဲ့ကန်လိုက်ရင်ကန်သွားလို့ရတဲ့ပစ္စည်းပဲပေါ့ဒါကြောင့်အိန္ဒိယအိန္ဒိယလို့ရှိရင်ပေတော့အဆင်ပြေရဆိုနေမှာတုံ့ပြုတယ်ကွန်နာနာဆိုခက်ခေတော့ကိုမာလီမဆိုတဲ့ခန်းကြီးလေးနဲ့ခက်ခေရဆိုခန်းကြီးပေါင်းထားတယ်နက်ရှင်နာဆိုဆရာထက်တန်တော့ကိုဖူကူနာဆိုပြောရှင်စရာကောင်းတော့ကိုဆိုခန်းကြီးကရှီယာမဆိုင်နာခန်းကြီးလေးဖြစ်ပြီးတော့ဖူကူဆိုအကြံကန်ကောင်းချင်းဆိုတာဒိဗေပေါ့နော် ပြောရှင်ပြီးတော့ကံကောင်းတဲ့ဆိုတာဒါပြောရှင်စရာကောင်းတဲ့ဘဝကိုရရှိတယ်ပြီးရင် choose short the key ဆိုတာကြတော့မတိကြတဲ့တဝတ်တပြက်တဝတ်တပြက်ဖြစ်တဲ့ choose ဆိုတဲ့အတိုင်းမှာ allele ဘုံမှာရက်နေတယ် show ဆိုတာ image allele ဘုံမှာရက်နေတဲ့ပုံငန်ကိုရေးဆွဲတယ်ဒါကြောင့်တဝတ်တပြက်ဖြစ်တဲ့အနေထားပြီးရင် hand cure cruise ကျောင်းလာကြတော့တေဂီတာဂီတာတွေကိုပြင်ဆင်နေမှာအတုံးပြည့်ဟန်ဆွဲခန်းကြီးတွေကအခုခုကိုအတက်လုတ်တယ်ပြင်ဆင်နေဆိုတော့အိဗေရောက်ပြီးတော့ခက်ခုဆိုတာတေဂီတာတေဂီတာကိုပြင်ဆင်ခြင်းအတက်လုတ်ခြင်းဟန်ခက်ခုကပြန်ပေးခြင်းဒါခါရေးရှိမှဆိုတာပြန်ပေးတဲ့ခန်းကြီးတွေခက်ခုဆိုတာကြတော့လေဒီရပြီးတာဟာကိုပြန်ပြီးတော့အာဒီဟောပြန်နေဆိုတော့အိဗေဘောဒါငေါပြန်နေဆိုတာယူပြီးတော့ငေါပြန်နေပြီးပေးရဆိုတော့အိဗေပြီးနေကြည့် နေကြီးဆိုတဲ့ခန်းကြီးလေးကဝါဥလှဲဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ဒါသူ့ရဲ့ဒီနေကြီးဆိုတဲ့ခန်းကြီးလေးကနာဆက်စဘလူးမှတ်လို့ရတယ်ဆိုနေဆိုခန်းကြီးလေးကအိမ်ကြီးမှာပေါ့နော်ဟိုကအိနေရန်ကြီးမှာဂလူးဂလူးဂလူးမောင်းဟိုလှဲလို့ရတယ်ပြလို့ရှိရင်ဟိုဗာလဲပြောမစမ်းတော့ဒီနေကြီးနဲ့ဗာလဲအိနေရန်ကြီးကိုဗာလဲအိနေရန်မှာရှိတဲ့အရာတွေကိုကတ်ထားတယ်ဆိုတော့အတိတ်ပဲနဲ့ဒီခန်းကြီးကတော့တုံထားခြင်းဖြစ်တယ်ပေါ့နော်အဲကြောင့် မူရှိဆိုတာပိုးကောင်ပါတယ်အချီခံကြည့်ပါမယ်လေကွက်ခံကြည့်ပါမယ်ဆိုပြောလို့ဟောဥလဲဆိုတာပိုးကောင်လေးအချီလေးလေကွက်တွေနဲ့ပေါင်းဆက်ထားတဲ့အဲ့ဒီပုံစံဆက်စပ်မှတ်လို့ရတယ်ပေါ့နော်ပြောလို့ဆိုအိတ်အိမ်ပြက်လာဘူးတော့ကလေကွက်လည်းလူတယ်ပြီးလို့ရှိရင်ခြီးဖို့တည်းအချီလည်းလူတယ်ပြီးလို့ရှိရင်ဗာလေပိုးကောင်လေးလေ ရှိတယ်ပေါ့နော်အိမ်မှာဆိုတဲ့ပုံစံလေးပေါ့နော်မတ်ဖာကစို့ဟာလီဆိုတာအပ်ပေါ့နော်ဒီခန်းကြီးတွေကတန်ဆွဲခန်းကြီးတွေတန်ဆွဲခန်းကြီးတွေတန်စေချောင်းဆိုခန်းကြီးပေါ်မှာရှင်းစစ်လို့အဖြစ်သွားတယ်ပြီးရင်ခူးဗီဆိုတာတန်တန်ဆွဲတိုင်းပဲဆက်စို့တန်ဆွဲခန်းကြီးတွေ ਨੇ ရိုက်ထည့်ရဲဆိုတဲ့ခန်းကြီးပေါ်မှာတော့တန်ဖြစ်သွားတန်ဆွဲရိုက်လို့ရတယ်ပြီးရင်ခါလီဆိုတာတော့တန်ဆွဲခန်းကြီးတွေ ਨੇ တပဲမို့လို့အဆောက်ဦးဆိုတဲ့ခန်းကြီးတွေပေါင်းထားတယ်ဒီခုကိုတော်နေတော့နေရတယ်ပြီးရင်ဟာကာတာဆိုတာတွားရဲပုံတယ်နဲ့ ဟာဟန်ဆိုတာကြတော့ဟာဆိုတာကြပျက်စီးနေတယ်။ညိုယွင်းနေတယ်။ဟန်ဆိုတာကြသစိတပိုင်းအသေးပေးရတယ်။ဟာဟန်ဆိုတော့အပြုတ်ကွဲသွားတော့အစိတ်ပိုင်းကိုသေးပေးရတယ်။အိုတိုဆိုလေးလို့ဆိုတာအလေလာခြင်း။နောက်တစ်ခုကရှူကကုရှူကကုဆိုတာတိနှံ့ရိတ်သိမ်းခြင်းကိုသေးပေးရတယ်။တာမီနာဆီကိုလဆာပြီးမှရှူနီဘောနော်။နှင်းစင်ဝင်ငွေဒီပါဆိုကိုယ်စီကိုဝင်လာတဲ့ဝင်ငွေဒီဝင်လာခြင်းကိုအသေးပေး ဝဆောင်ပြီးတော့ဒီခတ်ခုဆိုတဲ့ခန်းကြီးတွေအားကြတော့ဒီခတ်ခုရဲ့အရှိရာဒီခန်းကြီးလေးပုံစံပေါ့နော်ဒီခန်းကြီးလေးကဆန်စီတို့ဘယ်လိုမျိုးမှတ်လို့ရတာလဲဆိုတော့ဆန်စီတို့အဲ့ဒီခန်းကြီးလေးကမှဆန်စီတို့ဘယ်လိုမျိုးလဲဆိုတော့ဖြစ်စီတွေစပါးဆိုတဲ့ပုံစံဆန်စီတို့မှတ်လို့ရတာပေါ့နော်စပါးတွေကိုဒီအနောက်ကဒီခန်းကြီးတွေကကျွန်တော်ပါလဲဆိုတော့ဒီပေါ်ကအာဆိုမေရုဆိုတဲ့ခန်းကြီးစဉ်တို့ကအာဆိုမေရုစပါးတွေကိုစုစည်းပြီးတော့ ယူတယ်အဲ့ဒါကိုဒီနေရာရိတ်တင်ခြင်းလို့ဆိုဆိုမှတ်လို့ရတယ်ပြီးရင်ရှုတုခုရှုတုခုဆိုတာရရှိတာပေါ့နော်ဒါအားဖြင့်ကိုယ်စီဝင်လာတယ်ပြုရှင်တုခုဆိုတာရရှိတာပေါ့နော်ဝင်လာအောင်ရယူတယ်ပြောဆိုအဝေလာနိုင်အောင်ရယူခြင်းပေါ့နော်အကျိုးရှိပါရှိတယ်တကယ်ပဲရတယ်ခီအိုကြီးဆိုတာကြတော့ယူနေရချင်းရင်အင်းအားပြောဆိုမင်းအလုံးရဲ့စူးစားခြင်းဆိုတဲ့အသေးပဲသိလို့မှတ်လို့ရတယ်အလုံးရဲ့စူးစားခြင်းဆိုတဲ့အသေးပဲရတယ်သူတိကခန်းကြီးတွေက အားလုံးရဲ့ကြိုးစားခြင်းဖြစ်ကြောင်းအားလုံးရဲ့ချီးကားလာဆိုတာလည်းပါတယ်ပြီးရင်ဒါမာလူဤအကုန်လုံးကဝိုင်းဝန်းပြီးတော့ဆိုတော့ဝိုင်းဝန်းစပေါ်တယ်နဲ့ပြီးလို့ရှိရင်ဒီခန်းကြီးတွေအရှိအခန်းကြီးတွေကြောင့်ဟိုဘာပြောရလဲဆိုတော့အဲစိုက်ပြူတဲ့ခုခုကိုပြူထောင်းလဲဆိုတော့ဘေးပဲအကုန်လုံးဝိုင်းဝန်းအားနဲ့စိုက်ပြူပြူထောင်းလဲဆိုတော့ ikigo ကြီးပေါ့နော်ပြည်ရချင်းအင်အားပြီးရင် arise ဆိုတာကြံတန်တော့ဒီကျွန်တော်ဆိုစကလုံးကဘင်းနေဖြစ်လာဆိုတော့ဟိုကမျက်ခန်းကြီးတွေတွေ့လာမျက်ခန်းကြီးကနေဟဲ့မျက်ပင်တွေက ပါလေကိုနီယာဒီနီယာမှာလိုက်ပြီးတော့ပေါင်းနေတယ်ဆိုတော့ကိုနီယာဝင်းထားမဟုတ်ပဲနေကိုနီယာဒီနီယာမှာပေါရောက်နေညက်ပင်နေပါဖြစ်လေကြမ်းတယ်နေဒီနီယာမှာလည်းဒါကိုဆိုလို့အားလိုက်ဒီနီယာကိုဆိုတော့လူရဲ့အခြေစိုက်မှာလေဒီလူရဲ့အခြေစိုက်ကကြမ်းတယ်ဆိုတဲ့စီကိုတောင်းမရပြီးရင်ဆိုရှိဆိုတာကြတော့အဖွဲ့အစည်းဆိုဆိုတာကြတော့ဖွဲ့တစ်ခုဖြစ်လာဖို့အတွက်စောက်တည်တယ်ဒီစောက်တဲ့အသေးပင်ရရှိကိဆိုတာကြတော့အဖွဲ့ဒီကောင်လုံးကို ပေါင်းစည်းလိုက်တယ်ဆိုတဲ့အသေးပင်ပေါ့နော် ီအီတာလူဆိုတာရောက်ရှိတယ်အပိတမနေရဘို့ဆိုအီတာလူဆိုတာအေးဒီအထိပဲအိတ်ထက်ကြော်လို့မရဘူးဒီအထိပဲတတ်မှတ်ထားတဲ့နေရပေါ့နော်ပြီးဟာဘူခုဆိုတာဖေရှားခြင်းခြံနဲ့ခြင်းလို့စံစီလို့အာအတိတ်ပဲတရားတဲ့သူ့ကိုကြတော့ဘယ်လိုမျိုးလဲဆိုတော့ဘယ်လိုမျိုးဖေရှားမှာလဲဆိုတော့ကြည်ပြီးတော့ဖေရှားမှာစဉ်းစားပြီးတော့ဖေရှားမှာဆိုပြီးတော့စံစီလို့ တော်မူရတယ်ပြီးဟာဇုဆုဆိုဖြုတ်ခြင်းတည်ကြထားခြင်းပေါ့နော်ဆုတုဇခံရရတယ်ပြီးခတာယောလို့ဆိုတာပန်းလိုက်ခြင်းမညီညာခြင်းပြောလို့ဆိုတော့မညီညာဖြစ်နေရပေါ့နော်ခတာယောလို့ဆိုတာနှစ်ဖက်ပုံမှာခတာမှုခုဆိုတာလွှဲခြင်းတဖက်လှဲခြင်းဆိုတဲ့အသေးပင်ခဲ့ဆိုဆန်းစစ်ရရှိတဲ့ခေတ်မျိုးဟောင်းရဲ့စကလုံးမျိုးကိုရမယ်လို့ကျင်ပါတယ်ဆန်းစစ်နောက်ဗီဒီယိုမှာဆက်ပြီးတော့ကြည့်ကြရအောင်ဗျာကျမတန်နဲ့